အမေရိကန်ပြည်တော်စုကအရှိတောင်အာရှမှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေကိုနှိမ်နှင်းဖို့အထူးတပ်ဖွဲ့ဖွဲ့စည်းမယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကနိုဝင်ဘာ12ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ကြားဖြန့်လုပ်ငန်းတွေဟာလွန်ခဲ့တဲ့9နှစ်အတွင်းမှာအမေရိကန်နိုင်ငံသားတွေထံကနေဒေါ်လာဘီလီယံချီခိုးယူခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ကြားဖြန့်နေနေရေးတပ်ဖွဲ့မှာတရားရေးဝန်ကြီးဌာနထောင်လင်းရေးဌာနနိုင်ငံသားရေးဝန်ကြီးဌာန FBI တို့ကအေဂျင့်တွေနဲ့ရှင်းနေတွေပါဝင်မယ်လို့ဆိုပါတယ်။ အဆိုပါတပ်ဖွဲ့ဟာမြန်မာကမ္ဘောဒီးယားလာအိုတို့ကိုအထူးအာရုံစိုက်မှာဖြစ်ပြီးအရှိတောအာရှမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေနဲ့၎င်းတို့ရဲ့ခေါင်းဆောင်တွေကိုစုံစမ်းတာအလင်းပြောင်းအောင်လှုပ်ဆောင်တာတရားစွဲတာတွေလှုပ်ဆောင်မယ်လို့ဆိုပါတယ်အေဂျင်စီတွေဟာကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နှင်းရမှာပိတ်ဆို့မှုတွေဖမ်းဆီးမှုတွေရာဇဝတ်အကြောင်းအရာတရားစွဲဆိုတာတွေကိုဆောင်ရွက်သွားဖို့စီစဉ်ထားတယ်လို့လည်းထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားပါတယ်။ဒီလိုဆောင်ရွက်နေရင်တခြားတစ်ဖက်မှာလည်းနင့်နာသူတွေအတွက်ရော်ကြီးပုံစံတချို့ကိုဆောင်ရွက်ပေးတာ လှည့်ပြောင်းမှုတွေကိုရှောင်ရှားနည်းတွေကိုပညာပေးတာတွေကိုဆောင်ရွက်ပေးမယ်လို့ဆိုပါတယ်။2024ခုနှစ်မှာအမေရိကန်နိုင်ငံသားတွေဟာအရှိတောင်အာရှအခြေစိုက်ကြားဖြတ်လုပ်ငန်းတွေထံအနည်းဆုံးအမေရိကန်ဒေါ်လာ10ဘီလီယံဆုံးရှုံးခဲ့တယ်လို့အမေရိကန်အစိုးရကခန့်မှန်းထားပါတယ်။လိမ့်လေခံရသူတွေကအနည်းငယ်သာ FBI ကိုဆက်သွယ်ခဲ့တယ်လို့ဆိုပါတယ်။လူအနည်းငယ်ကသာမိမိတို့ရဲ့ငွေတွေကိုပြန်လည်ရရှိခဲ့ပြီးအများစုဟာ၎င်းတို့ရဲ့တဘဝလုံးစာစုဆောင်းငွေတွေကိုဆုံးရှုံးခဲ့ကြရတယ်လို့ဆိုပါတယ်။ အမေရိကန်နဲ့တရုတ်တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေကကမ္ဘောဒီးယားထိုင်းမြန်မာတခြားနိုင်ငံတွေမှာရှိတဲ့ကြားဖြန့်ခေါင်းဆောင်တချို့နဲ့ကြားဖြန့်လုပ်ငန်းတွေမှာ၎င်းတို့ရဲ့အခမ်းကဏ္ဍတွေကိုပြတ်မှတ်ထားနေပါတယ်။ကြားဖြန့်လုပ်ငန်းတွေဟာလူကုန်ကူးခံရသူတွေကိုအထူးအားပြုနေပါတယ်။ မြန်မာနိုင်ငံတွေကနေလှုံ့ဆော်နေတဲ့ရာဇဝတ်လုပ်ငန်းတွေဟာစူးစမ်းပန်းစားအလုပ်လုပ်တဲ့အမေရိကန်နိုင်ငံသားတွေအစီကနေဒေါ်လာဘီလီယံပေါင်းများစွာကအွန်လိုင်းလိမ်လည်မှုတွေကနေတဆင့်ခိုးယူနေပါတယ်လို့အမေရိကန်ဗန်နာယီဝင်ကြီးဌာနအကြီးတန်းတာဝန်ရှိသူဂျွန်ဟာလီကပြောကြားခဲ့ပါတယ်။